မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ10ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗီယာသတင်းများကို နေပြီးတော့မိုးလေဝသနဲ့ဇလားဗီယာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နာရီအတွင်းကမြို့အလိုက်ရှာတုံးခဲ့တဲ့မှတ်သားပွဲရာမွေးကြေးညမှာ ကော့တာမြို့မှာငါးတသမာခြောက်ခွန်လက်မှာချောင်းစုံမြို့မှာလေးတသမာတုံတုံလက်မှာလှဲကူမြို့မှာတုံတသမာ6နှစ်လက်မှာမအူပင်မြို့မှာတုံတသမာ2တုံလက်မှာ မော်လမြိုင်ကျွန်းမြို့မှာတတမ9ခွန်လက်မှာအင်ကပူမြို့မှာတတမ9လေးလက်မှာရန်ကုန်ပိုတထောင်မြို့နယ်မှာတတမ3ရှစ်လက်မှာကိုကိုကျွန်းမြို့မှာတတမ3တုံညာလက်မှာခန်းဒီမြို့မှာတတမ2ချောင်းလက်မှာနဲ့မြောင်းမြမြို့မှာတတမ2နှစ်လက်မှာတို့တိုက်ထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လေတနအိခွဲချေမိုးလေဝသကြီးတို့မှာဖန်ရရှိတဲ့ပုံအရကပ်ပလီပင်လေးပြင်းနဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာကြည်ရင်တင်တင်မှာတိမ်ထူထန်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမလေးတိုင်းဒေသကြီး ရှမ်းပြည်နယ် ဧရာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တာများဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တာများရွေ့လျားရနေရတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပစ်ခြင်းလျက်စီလက်ခြင်းနဲ့မိုးသီးကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာတစ်ဖြင့်ကြိုတင်သတိပြုနိုင်မှာရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အထင်တင်မှာတိမ်ထူထပ်နေတာကိုတွေ့ရပါတယ်။ ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေးဖီအားတို့မြင်များပုံစံအရမြဝကျွန်းပေါ်မုတ်တမာခွေနဲ့မွန်တနင်္သာရီကမ်းရံတခြားတို့မှာမုတ်တုံလေးအားကောင်းနေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်ော်အခြေအနေမှာကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်ော်အရှေ့တောင်ပိုင်းတို့မှာမုတ်တုံလေးအားကောင်းနေပြီးကျန်မင်္ဂလားပင်လယ်ော်မှာမုတ်တုံလေးအားနေငယ်မှာအာအတင်းတင်းရှိနေပါတယ်။မြမပင်လယ်ပင်မှာ မြဝကျုံမမုတ်တမခွေမော်တနင်နိုင်ကန်ရတရှာနဲ့ကန်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကျနိုင်ပါတယ်မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေးဟာတနအီကိုမိုင်30အထိတိုက်ခတ်နိုင်ပါတယ်ကြံမြမပင်လယ်ပြင်မှာလှိုင်းအသင်အတင်ရှိပါမယ်လှိုင်းအမြင့်မှာမြဝကျုံမမုတ်တမခွေမော်တနင်နိုင်ကန်ရတရှာနဲ့ကန်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှာဆယ်ပေခန့်နဲ့ရခိုင်ကန်ရတရှာနဲ့ကန်းလွန်ပင်လယ်ပြင်တို့မှာ၆ပေမှာရှစ်ပေခန့်ရှိနိုင်ပါတယ် မနေ့ပြန်နေတဲ့ဒီခံမှန်းချက်များအနေနဲ့ကတော့ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ကချင်ပြည်နယ်ရှမ်းပြည်နယ်များပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကျကျစကိုင်းတိုင်းဒေသကြီးနဲ့ပဲခူးတိုင်းဒေသကြီးတို့မှာနေရာစိတ်စိတ်နဲ့ချင်းပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်း အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရိုင်တိုင်းဒေသကြီးတို့မှာနေရာအနှံ့အပြားမိုးထစ်ကြုံရပြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရိုင်တိုင်းဒေသကြီးတို့မှာနေရာကွက်ရွေးမိုးကြီးနိုင်ပါတယ်။အခုဆက်လက်ပြီးမနက်ပြန်အတွက်တိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။ မြစ်ပြိုရောင်းနဲ့အနီတဝိုင်းအတွက်မနေ့ပြန်နေတဲ့ဒီမိုးလေဝသအခြေအနေခမန်းချက်မှာနေရာကွက်ကြားမိုးထချုံရပါမယ်။အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆယ်စီယက်63ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ26ဒီဂရီဆယ်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီတဝိုင်းအတွက်မနေ့ပြန်နေတဲ့ဒီမိုးလေဝသအခြေအနေခမန်းချက်မှာလည်းနေရာကွက်ကြားမိုးထချုံရပါမယ်။အမြင့်ဆုံးပူချိန်မှာ35ဒီဂရီဆယ်စီယက်65ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန် ီမှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မလေးမျိုးနဲ့အနီတဝိုင်းအတွက်မနေ့ပြန်နေတဲ့ဒီမိုးလေဝသအခြေအနေခံမှန်းချက်မှာလဲနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ28ဒီဂရီဆယ်စီယပ်82ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ် နောက်နေ့ရက်အတွက်ခမန်းချက်များအနေနဲ့ကတော့ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးပေါလာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလယ်နှစ်နာရီချင်းထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလားဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအစမ်းမှချမ်းသာကြပါစေရှင်။